လီဗာပူးအသင်းအတွက်အားတက်စင်အားဖြစ်လာစေတဲ့သတင်းတပုတ်အားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးအသင်းပွဲစဉ်တွေကိုလွမ်းနေကြတဲ့ပရိသတ်တွေအတွက် မကြာခင်မှာပွဲတွေပြန်ပြီးစတင်မှာတော့မယ်ဒီတစ်ပတ်မှာတော့လီဗာပူးအသင်းဟာ Nottingham Forest အသင်းကိုအိမ်ကွင်းမှာအိမ်ခံသွားမှာဖြစ်ပါတယ်။ Nottingham ကနီးပြတဲ့နဲ့အတူခြေစွမ်းပြန်မှန်လာတာကြောင့် Liverpool အတွက်အနည်းငယ်လေးခက်ခဲလာနိုင်ကြီးတော့ရှိပါတယ်။ဒီလိုခက်ခဲတဲ့ပွဲစဉ်တွေအပြီးနောက်ထပ်နောက်ထပ်ဆန်းသက်လာအောင်ပဲခက်ခဲမှုတွေအများကြီးကလည်းရှိနေပါသေးတယ်။ဒီအတွက်အသင်းမှာအင်အားတောင့်တနေဖို့လိုအပ်ပြီးတော့ဒီနေ့မှာ Sky Sport ရဲ့ဖော်ပြချက်သတင်းတစ်ပုဒ်က Liverpool ရဲ့ဝန်ကိုအားတက်စီခဲ့တယ်လို့ပြောလို့ရပါတယ်။ဒါကတော့ Liverpool အသင်းဟာ ဒီဇန်နဝါရီဈေးကွက်ကာလမှာပဲ Crystal Palace အသင်းစီကနေဘူကိုခန့်စစ်မှု5ဟီကိုခေါ်ယူနိုင်ဖို့နှိစက်နေပြီဆိုတာပဲဖြစ်ပါတယ်။အလုံးလဲသိတဲ့အတိုင်းပဲပြီးခဲ့တဲ့အပြောင်းရွှေ့ရာသီမှာကလေးက5ဟီကိုခေါ်ယူဖို့အတော်လေးနှိစက်တဲ့အနေအထားကိုရောက်ခဲ့ပြီးတော့မထင်မှတ်ထားတာကြောင့်အပြောင်းရွှေ့ပြက်ပြဲသွားခဲ့ရတာဖြစ်ပါတယ်။ Palace ဘက်ကလည်းခန့်စစ်ကျစ်လက်တာကိုပုံစံမပြတ်သွားလို့လားကြောင့်မလို့5ဟီကိုမရောချခဲ့တာဖြစ်ပေမဲ့အခုအချိန်မှာကတော့ရာသီကောင်းရင်အလွတ်နဲ့လက်လွတ်ရမယ့်အတူ ရရှိရဲ့ပြောင်းရွှေ့ခြင်းနဲ့ကိုဟီကိုထုတ်ရောင်းဖို့စီစဉ်လာတာဖြစ်ပါတယ်။လက်ရှိအချိန်အထိကတော့အသင်းမှာဗန်ဒိုင်ရောကိုနာတီရောကြန့်ခိုင်မှုကောင်းကောင်းနဲ့ပွဲထွက်ကစားနေတာကြောင့်ဒီနေရာအတွက်လိုအပ်ချက်မရှိဘူးလို့ဆိုပေမဲ့လည်းအချို့ပွဲစဉ်တွေမှာဒီကစားသမား၂ဦးရဲ့ပွဲပန့်မှုတန်နေအဝင်တကြမဖြစ်တဲ့အချက်တွေကိုတော့ကြုံတွေ့နေခဲ့ရတာဖြစ်ပါတယ်။ကိုဟီရောက်လာရင်တော့အသင်းအတွက်အားတက်စရာတွေဖြစ်လာမှသိကြပါဗျ။နောက်တစ်ချက်က ဒီစောင်းဝင်ကာလာဆိုရင်လီဗာပူးကကြန့်ခိုင်မှုပိုင်းဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်ရလေးရှိတတ်ပါတယ်။နေရာတိုင်းမှာအရန်အင်အားတွေတောင့်တင်းနေဖို့လိုအပ်ပါတယ်။လက်ရှိမတ်ကူရီဆိုလို့ရှိရင်လည်းပဲလစ်အသင်းမှာအကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြသနေတာဖြစ်ပါတယ်။တတိနေအရာသူ့ကိုအလွတ်နဲ့ရချင်းနဲ့အသင်းတော်များများရှိနေပြီးတော့ဒီထက်မှာစပိန်နာမည်ကျော်ကလပ်ဖြစ်ကြတဲ့ Real Barcelona လို့အသင်းတွေတောင်ပါဝင်ပါတယ်။ဒါပေမဲ့လည်းလက်ရှိဖော်ပြနေကြတဲ့စပိန်ပြည်တွင်းသတင်းတွေကတော့ လီဗာပူးအသင်းဟာမက်ကူဟီကိုခေါ်ယူဖို့လက်ဦးမှုရယူတော့တော့မယ်ဆိုတာပဲဖြစ်ပါတယ်။ယာတီလဲလောက်မှာခေါ်ယူအဖြစ်မှာဖြစ်တာကြောင့်အရင်ကပြောင်းရွှေ့ခြေထက်တော့ပုံနေနိုင်ပါတယ်။တစ်ဖက်မှာလည်းကိုနာတီကိုအသင်းကနေနောက်ဆုံးကန့်လက်ချက်တစ်ခုအနေနဲ့စာချုပ်တစ်ကိုပေးအပ်လိုက်ပြီလို့သိရပါတယ်။ကစားသမားကဒီယာတီကောင်းရင်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးတော့တကယ်လို့သာကိုနာတီကစာချုပ်တစ်ကိုလက်မခံခဲ့ဘူးဆိုရင်တော့သူ့ကိုအလွတ်နဲ့လက်လွတ်သွားရမှာဖြစ်ပါတယ်။ဒီလိုအနေထားနဲ့ဆွေးနွေးမှုတွေမှာကိုယ့်ဘက်မှာအရင်အသင့်သုံးဆွဲလို့ရမယ် ဘူဟီလိုခန့်စီကစားသမားမျိုးရှိတာနေရင်တော့ပြင်ဆင်ပြသဖြစ်တယ်လို့ကောက်ချက်ချလို့ရပါတယ်။ဒီနေ့အတွက်ကတော့ကိုနာတီးကိုလည်းအသင်းလူစင်းထဲမှာထည့်သွင်းထားနိုင်သေးပြီးတော့တကယ်လို့ကိုဟီရောက်လာမယ်ဆိုရင်တော့စီနီယာခန့်စီကစားသမားတွေအဖြစ်ဗန်ဒိုက်ကိုနာတီးကိုဟီတို့သုံးဦးထိရှိသွားမှာဖြစ်ပြီးတော့နီပြကြီးအမ်စလော့အနေနဲ့နီးစနစ်ပိုင်းအရာလိုအပ်တယ်လို့ပြောင်းလဲကျင့်သုံးလို့ရသွားမှာဖြစ်ပါတယ်။ကိုဟီတယောက်အသင်းအတွက်အင်အားတရက်ဖြစ်လာစီဖို့မျှော်လင့်တည်ငောင်းတစ်ပုတ်ကိုပေါ်ပြပေးလိုက်ရပါတယ်ရှင်။